ယေရှုဖုရားကိုအာမယုံကြည်မလက်ခံခင်ပေါ့နော်ကျွန်မဖြတ်တန်းခဲ့တဲ့အတ္တတာမှာဆိုလို့ရှိရင်အယံကိုပင်ပန်းခဲ့တဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းကကျွန်တော်တို့ကဒီငွေနောက်ကိုပဲလိုက်နေကြတယ်ပေါ့နော်လောကသားပဲလေနော်ကျွန်တော်လည်းလောကသားတမန်တရားကိုမသိတဲ့အခါမှာလောကသားလို့ပြောပဲကျွန်မအသက်ရှင်ခဲ့တယ်နော်ကိုကိုကိုဖရာသားသမီးဖြစ်မှန်းမသိဘူးဖျားသားကဲ့သို့ကျမအသက်မရှင်ခဲ့ဘူးပေါ့နော်လောကသားကဲ့သို့ကျမတို့အသက်ရှင်တဲ့အခါမှာ အာကျွန်တော်တို့ဘယ်လိုမျိုးရှင်ဆိုင်ရလဲတရက်တာအောင်ဆိုလို့ရှင်ပေါ့နော်မနက်မိုးလင်းမှနေပြီးတော့မိုးချုပ်တဲ့ချိန်ချီကိုကျွန်တော်တို့အလုပ်တွေနဲ့တော့စီးပွားရေးအကြောင်းကိုမိုးလင်းရနေမိုးချုပ်ဒီကျွန်တော်တို့တစ်နေ့တာလုံးမှာဒီဟောနော်ငွေကြေးမပြည့်စုံတဲ့လူဆိုလို့ရှင်လဲဒီစားရေးတောက်ရေးအတွက်ကိုနော်တရက်တာလုံးမှာလုံးပန်းရတယ်ငွေကြေးပြည့်စုံတဲ့သူကြတယ်တာရေးတာရေးပြည့်စုံဖို့တာရေးတာရေးအောင်မြင်ဖို့ နော်ဒီငွေနောက်ကိုလိုက်တယ်ပေါ့နော်တရက်တာလုံးတရက်တာလုံးလိုက်ပြီးတဲ့အပြင်ကိုမပီးသေးဘူးညညဘက်အိတ်ဆက်တဲ့အချိန်မှာတော့မှပဲမလက်ဖြန်ကြရင်ဘာကြီးလုပ်ရမလဲပေါ့နော်ဆိုအလုပ်အကြောင်းနဲ့ပတ်သက်ပြီးစဉ်းစားရင်းနဲ့ပဲအိပ်ပျော်သွားခဲ့ရတာဖြစ်တယ်နော်ကျမရဲ့မိခင်ဆိုလို့ရှိရင်နော်ကျမတို့အိမ်မှာကျမကြီးကောင်းဖို့လို့အတွက်နော်အစီစိတ်နဲတဲ့စံကိုစားတယ်ဒါပေမဲ့ तू ကဘုန်းကြီးเจ้าမှာဥပုသက်ဆောင်မယ်ဆိုလို့ရှိရင်အာစံချောကို तू ကထည့်ခိုင်းတယ် အော်နော်အစီစိတ်များတဲ့ဆန်ပေါ့အသက်ကြီးဆန်ပေါ့နော်ကောက်ကြီးဆန်ကိုဆန်ရှည်ရှည်နဲ့ပေါ့နော်အဲ့လိုမျိုးထည့်ခိုင်းတယ်ဘုန်းကြီးចောင်းသွားတဲ့အခါမှာဘုန်းကြီးចောင်းသွားတဲ့အခါမှာဆန်ကောင်းကောင်းနဲ့ပေါ့နော်သူများနီးတူဆိုပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကဘုန်းကြီးចောင်းသွားတာတောင်မှပဲသူများနဲတူနော်ဆန်ကောင်းကောင်းလေးနဲ့ဟင်းကောင်းကောင်းနဲ့နော်ဆိုပြီးတော့မှသွားကြတဲ့အခါမှာဒီမိဘတွေနော်သူများနဲတူဖြစ်ဖို့လဲသားသမီးတွေခင်ဗျာရုန်းကန်ရပါတယ်နော် အဲဘုန်းကြီးကြောင်ရောက်တဲ့အချိန်ခါမှာဆိုရင်လေနော်တယောက်နဲ့တယောက်နဲ့ဘယ်နိုင်ငံမှာရှိတဲ့သူ့သားသမီးရတော့ဒီလငွေဘလောက်ပို့တယ်ဆိုတဲ့အကြောင်းအရာတွေကိုပြောကြတဲ့အခါမှာလဲနော်ကျမတို့သားသမီးလုပ်တဲ့သူတွေကဒီမိဘတွေကိုကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ကျမတို့အသက်တာမှာလဲဒီငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းတနေရာကိုရဖို့လို့ဆိုရင် ကျမတို့ကနေ့တိုင်းကငွေနောက်လိုက်ကြတာပေါ့နော်စူးစမ်းရတယ်ရုန်းကန်ရတယ် ပတ်စံရှာရတာလည်းပဲကျွန်တော်အချိန်ကုန်ခဲ့တယ်ပေါ့နော်။ဟုတ်ပြီမဲ့ယခုအချိန်ခါမှာတော့ကျွန်မကဖះကိုသိရှိလာပြီးနော်။သခင်ယေရှုခရစ်တော်ကိုကျွန်မရဲ့အသက်သခင်ကယ်တင်ပန်းရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့မှကျွန်မတမန်တရားကိုသိလာတဲ့အခါမှာကျွန်မရဲ့နေ့ရက်တိုင်းကကျွန်မကလောကသားကဲ့သို့အသက်မရှင်တော့ပဲဖះသားကဲ့သို့အသက်ရှင်တဲ့အခါမှာအိမ်မတန်းမှဝင်ပေါ်သွားတာဖြစ်တယ်။ကျွန်မကလောကသားကဲ့သို့မဟုတ်တော့ဘူး။ကျွန်မကိုကျမ်းမာခြင်းပေးတာဖះသခင်ဖြစ်တယ်။ ကျမရဲ့လုံနိုင်စွမ်းကိုပေးတာဘုရားသခင်ဖြစ်တယ်။အောင်မြင်ခြင်းကိုလည်းဘုရားသခင်ပေးတာဖြစ်တယ်။ကျမဥစ္စာဘာမှမဟုတ်တော့ဘူး။အားလုံးကဘုရားသခင်ပေးတဲ့အစွမ်းအစတွေဖြစ်လာတယ်။ဘုရားကကျမ်းမာခြင်းကိုပေးပြီးတော့စီးစိမ်ရတတ်တဲ့အစွမ်းကိုလည်းဘုရားသခင်ကပေးတာဖြစ်တဲ့အခါမှာနော်ကျမအင်မတန်မှဝင်ပေါ်သွားပြီးတော့တရက်ပြီးတရက်ကျေးဇူးတော်နဲ့ကျမသွားလာတယ်။ဘုရားရဲ့ကျေးဇူးတော်ကြောင့်ကျမ်းမာတယ်။ဘုရားရဲ့ကျေးဇူးတော်ကြောင့်ကျမလုပ်ငန်းတွေအောင်မြင်တယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်အော်ကျမတို့ကိုဖះကအမိမှမထားဘူးဥကောက်မှထားတယ် ဆိုတဲ့အရာကျေးဇူးတော်တွေကိုတရားပိတရားခံစားရတယ်။ဘာဖြစ်လို့ဘုရားသခင်ကစည်းစိမ်ရတတ်တဲ့အဆောင်ကိုဘုရားသခင်ပေးတယ်။ဘုရားသခင်ပေးတဲ့စည်းစိမ်ကလည်းဝမ်းနေခြင်းနဲ့ရောနှောတော့မမူဘူးဆိုတဲ့အခါမှာအရင်တုန်းကကျမတို့တရားပိတရားရှာဖွေပြီးတော့မောဟိုက်ခဲ့တဲ့အရာတွေကဘာမှအတိတ်ပဲမရှိပဲလောကမှာနော်ကုံဆုံးသားမဲ့အရာအတွက်ပဲကျမတို့ကရှာဖွေပြီးတော့နော်လောကသား ကဲ့သို့ဖြတ်တန်းခဲ့ရတဲ့ချိန်မှာအင်မတန်မှပြင်ပန်းခဲ့တာဖြစ်တယ်။အခုချိန်မှခါမှာတော့အရာရာကဖျားပေးတဲ့ကျမ်းမာခြင်းဖျားပေးတဲ့အစွန်ဖျားပေးတဲ့ဉာဏ်ပညာဖျားပေးတဲ့ကောင်းကြီးမင်္ဂလာပေါ့နော်ကျေးဇူးတော်ရေတွက်ပြီးတော့တရက်ပြီးတရက်လျှောက်လှမ်းတဲ့ခါမှာတကယ်ကိုဝင်ပေါ်တာဖြစ်ပါတယ်။ကျမတို့ဥစ္စာဘာမှမဟုတ်ဘူး။ဖျားရဲ့ဥစ္စာတွေပဲဖြစ်တယ်။ကျမတို့ရဲ့အစွမ်းအစားမဟုတ်ဘူးဖျားရဲ့အစွမ်းအစားတွေပဲဖြစ်တယ်။ကျမတို့ရဲ့ဉာဏ်ပညာမဟုတ်ဘူးဖျားပေးတဲ့ဉာဏ်ပညာဖြစ်တယ်။ ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ကအလျှောက်လန်းတဲ့အခါမှာအင်မတန်မှဝင်ပေါ်သွားတာဖြစ်တယ်။ပြီးတော့ဒီလောကမှာခုနလိုမျိုးနော်လောကသားကဲ့သို့အသက်ရှင်တဲ့အခါမှာရှာဖွေစုဆောင်ရင်းနဲ့ပဲတနေ့မှာလောကတွေကထောက်ခေါသွားမယ်ဆိုလို့ရှိရင်သင်ရယ်ပဲသွားမလဲဆိုတဲ့ရေရာတဲ့အဖြစ်ကိုမသိပဲနဲ့ရှောက်လန်းခဲ့ရတဲ့အသက်တာဖြစ်ပေမဲ့အခုအချိန်ခါမှာတော့နော်တရားပီတရားကျေးဇူးတော်ကိုခံစားရင်းနဲ့နော်လွတ်မြောက်ခြင်းနဲ့နော်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အသက်ရှင်တဲ့အသက်တာဖြစ်လာတယ်ဒီလောကကနေကျွန်မနော် ရဲ့ဘုရားခင်ပေးတဲ့နော်တက်တန်းကုန်လို့ထပ်သွားမယ်ဆိုရင်လေကျမတို့နောက်ထပ်ဘုရားခင်ပြင်ဆင်ထားတဲ့နော်လူလက်ဖြစ်မလုတ်ဖဲနဲ့နော်မျက်စိနဲ့မမြင်နော်စိတ်နှလုံးနဲ့မကြံစီဝင့်နော်ဘုရားခင်ပြင်ဆင်ထားတဲ့နော်အိမ်တော်မှာကျမတို့နေရမယ်ထာဝရအသက်နဲ့ရှင်ရမယ်ဆိုတဲ့အရာကိုသိရှိပြီးတော့အဲ့အရာကိုယုံကြည်ခြင်းနဲ့အလျှောက်လန်းတဲ့အသက်တာဖြစ်လာတဲ့အခါမှာအင်မတန်မှဝမ်းမြောက်စရာကောင်းလာတာဖြစ်တယ်ပေါ့နော်ညပေါ့နော်ကျမဒီစာအုပ်လေးပေါ့နော် ဖတ်တဲ့အခါမှာ တကယ်ပဲဟောနော်ခက်ခဲရာကာလမှာခွန်အားယူရင်စာစုများတဲ့နော်ဖတ်တဲ့အခါမှာကျွန်မခွန်အားရတဲ့အတွက်ပေါ့နော်ဒီထဲရရှိတဲ့အကြောင်းအရာလေးတခုကိုကျွန်မပြန်လဲပြီးတော့ဖတ်ပြပေးခြင်းနဲ့ပြန်ပြီးတော့ sharing လုပ်ပေးခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ယနေ့အသက်ရှင်ရတဲ့အခါမှာ ခက်ခဲဆိုးရုပ်တဲ့အချိန်ကာလကိုဖျက်တမ်းနေရတာဖြစ်တဲ့အရောက်ချင်းစီတိုင်းရပေါ့နော်အဲ့တော့ဒီကျွန်မခွန်အားရသလိုမျိုးပဲအဲဒီမီဒီယာလေးကိုကြည့်တဲ့ညီကောင်မတို့အရောက်ချင်းစီတိုင်းကိုလည်းပြန်လဲပြီးတော့ sharing လုပ်ပေးချင်တာဖြစ်ပါတယ်ပေါ့နော်ဒီမှာလူတစ်ယောက်ရဲ့အကြောင်းပေါ့နော်သူကဒီနှစ်ပေါင်း30လုံးလုံးပေါ့နော်ဒီဖျားเจ้าကိုမပြတ်မကွက်သူကတက်တယ်ပေါ့နော်ဖျားเจ้าတက်ပြီးတော့သူကတရားဒေသနာပေါင်း3000ကျော်သူကနားထောင်ခဲ့တယ် နားထောင်ခဲ့ရတဲ့ဒါပေမဲ့အိတ်တရားဟောချက်တွေကကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာတဲ့ရေရရရတခုမှမမှတ်မိတော့ဘူးပေါ့နော်။ဒါကြောင့်သူကကျွန်တော်ပြောချင်တာကအာဖះเจ้าတွားတာဟာကျွန်တော်အချိန်တွေကိုအလဟတ်တ်ဖြုံးတီးနေတယ်လို့ပဲတင်းအောင်ဆရာတွေကလည်းတစ်ချိန်လုံးတရားတွေပဲဟောနေတယ်ပေါ့နော်။ဆိုတဲ့အခါမှာသူတို့ကလည်းသူတို့ရဲ့တင်းအောင်ဆရာတွေကလည်းသူတို့ရဲ့အချိန်ကိုအလကားဖြုံးတီးနေကြတယ်တဲ့ဆိုပြီးတော့သူကအာရေးပြီးတော့မှနော်ဒီမဂ္ဂဇင်းတိုက်ကိုသူကပို့လိုက်တယ်။အဲ့ဒီစာအကြောင်းအရာကို ဒီသတင်းစာရဲ့မျက်နှာပေါ့နော်။မှပါလာတယ်။ပါလာတဲ့အခါမှာလူတွေတော်တော်များများအငင်းပွားစရာဖြစ်လာပြီးတော့သတင်းစာဝယ်တဲ့ဖတ်တယ်ငင်းခုန်ကြတယ်ပေါ့နော်။အဲ့လိုဖြစ်နေတဲ့အချိန်မှာတဲ့နော်။နောက်ထပ်လူတစ်ယောက်ကအဲ့လိုမျိုးပဲသတင်းစာတိုက်ကိုစာတစ်ဆောင်ပြန်ပို့ခဲ့တယ်တဲ့။သူကဘာပြန်ပို့ခဲ့လဲဆိုတဲ့အခါမှာပေါ့နော်။ကျွန်တော်ကတဲ့အိမ်အောင်တက်တန်း30ရှိပြီ။ဒီအိမ်အောင်တက်တန်းတက်လျှောက်မှာတဲ့။ကျွန်တော်ဇနီးတဲ့ကဟင်းလျာပေါင်း3500လောက်ကိုပေါ့နော်ချက်ပြုတ်ပေးခဲ့တယ်ဒီဟင်းလျာတွေရဲ့အမီကို တခုချင်းစီပေါ့နော်ရွတ်ပြမယ်ဆိုရင်တော့ကျွန်တော်လည်းမမှတ်မိတော့ဘူးဒါပေမဲ့ကျွန်တော်သိတာတခုကတော့ဒီဟင်းလျာတွေကိုတဲ့ကျွန်တော်စားတုံးချအဖြစ်ကျွန်တော်ရဲ့ခန္ဓာကိုကျန်းမာခြင်းပေးခဲ့တယ်ကျွန်တော်လုပ်ငန်းခွင်မှာပေါ့နော်အလုပ်ဖို့လို့အတွက်ခွန်အားတွေပေးခဲ့တယ်ဆိုတာကိုတော့ကျွန်တော်သိတယ်ကျွန်တော်အမျိုးသမီးချက်ပေးတဲ့ဟင်းလျာတွေကိုဒါကျွန်တော်မစားခဲ့ဘူးဆိုရင်တဲ့ကျွန်တော်ခန္ဓာကိုယ်ဟာ အခုအချိန်ထိအသက်မရှင်တော့တော့ပါဘူးဒီတိုင်းမှာပဲပေါ့နော်ဖះเจ้าတာကျွန်တော်မသွားပဲနေခဲ့မယ်ဆိုရင်ကျွန်တော်ဝိညာဉ်ရေးရမှလည်းအတေတယောက်ဖြစ်နေတော့ပါပြီတဲ့ဆိုပြီးတော့နော်လူတယောက်ကနော်အဲ့လိုမျိုးပြန်ပြီးတော့ရေးပို့ပေးခဲ့တယ်ပေါ့နော်ဆိုတဲ့အခါမှာဒီအเจ้าညာလေးကိုကျွန်မဆင်ခြင်ပြီးတော့ဖတ်ကြည့်တဲ့အခါမှာကျမတို့ရဲ့အတ္တတာမှာလဲဖရာသခင်ပြောထားတဲ့စကားဖရာရဲ့နှုတ်ကပတ်တော်ကိုကျမတို့ကြားနိုင်မဲ့နီလန်းပြင်ဆင်ရမှာဖြစ်တယ် ဖះเจ้ามาจ้างနိုင်မယ်ဆိုကျွန်တော်တို့ဖះเจ้าကိုတွားရမှာဖြစ်တယ်ဖះစကားကျွန်တော်တို့အမြဲတမ်းကြားဖို့လိုတာဖြစ်တယ်เนาะတမန်တရားကိုဖတ်ရမှာဖြစ်တယ်ဖះစကားကြားဖို့လိုအတွက်ဖះဘာတွေပြောထားလဲဆိုတော့ကျွန်တော်တို့သိဖို့လိုအတွက်ဒီຢာတွေကကျွန်တော်တို့နော်အသက်ရှင်ဖို့လိုအပ်တော့အစာအဟာရခန္ဓာကိုယ်ကလိုသလိုမျိုးပဲကျမတို့ဝิญဉေရရမှာလဲတရားပီတရားကြော်ဖြတ်နိုင်ဖို့လိုအတွက်ဖရာစကားကကျမတို့အတွက်လိုအပ်တာဖြစ်တယ်ဆိုတဲ့အရာလေးနဲ့အဲခွန်အားပေးခြင်းပါတယ်ဒီမီဒီယာလေးကိုကြည့်တဲ့ညီကောင်အရောက်ချင်းစီတိုင်းပဲလဲ နော်တရက်ပြီးတရက်ဖျားပေးတဲ့ခွန်အားဖျားစကားရင်နဲ့လိုက်လျှောက်ပြီးတော့အသက်ရှင်နိုင်တော်သူတွေဖြစ်ကြပါစေယေရှုနာမ၌ဆုတောင်းပေးပါတယ်